သူတို့ attitude ကတော့ကောင်းမှာမဟုတ်ဘူး immigration ကတော့ဒါထောက်ဆံပဲနိုင်ငံတကာ immigration အကုန်လုံးက attitude ကအရင်ကြီးကောင်းရမယ်ဆိုတဲ့ထဲမှာမပါဘူးသူတို့ကဟိုနိုင်ငံရဲ့ agent တွေမဟုတ်ဘူး reception တွေမဟုတ်ဘူးနင်းဒီမှာလာပြီးတော့ရေရှည်နေမယ်ဆိုရင်ရေရှည်နေတဲ့ visa နဲ့နေလိုက်အဲ့လိုမျိုးတွေဒီ visa free policy ကြီးကိုတလွဲအတုံးချာနဲ့ဆိုတဲ့အတိတ်ပဲလာတယ်လာပြီးလို့ရှိရင်ဥပမာဗျာ ၁၄ရက်ဗီဇာရရတယ်တပတ်လာနေတယ်နေပြီးပြန်သွားတယ်ပြန်သွားပြီးလို့ရှိရင်နောက်တလားလောက်နေတဲ့အခါမှာနောက်ထပ်တပတ်လာနေတယ်အဲ့လိုလူတွေအတွက်ကဘာပြဿနာမှမရှိဘူးသူတို့ကလည်းအဲ့ဒါဒါ tourist ပဲသူတည်တယ်ပြ60တခေါက်နေလဲလို့ငါ9000လောက်ပဲကုန်နေဆိုလို့ရှိရင်ငါနေ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 နဲ့ပဲတိုးလိုက်မယ်တိုးလိုက်မယ်ပေါ့ငါတစ်နှစ်လုံးလေးနေချင်မှနေမယ်ဆိုပြီးစဉ်းစားတာမျိုးလည်းဖြစ်နိုင်တယ်အဲ့တော့အဲ့လိုမျိုး visa free နဲ့ကုန်ကြစည်းရိမ်ကိုကြိုက်တယ်လို့တွက်ပြီးတော့ long term visa ကိုမလျှောက်တာမျိုးလည်းဖြစ်နိုင်တယ်ဒါပေမဲ့အစိုးရကသူကမလုပ်စေချင်အဲ့ဒီအတွက်ကြောင့်မလို့သူကအဲ့ဒါကိုလိုက်ပြီးတားနေတာတားနေတာကြားလာပြီ long term နေမှာတည်ကြတယ်ရေရှည်နေမှာတည်ကြတယ်ဆိုရင်ရေရှည်နေမဲ့ visa တခုခုကိုသွားလျှောက်ပါဆိုပြီးတော့သူကအရင်တော့ကတော့ရရင်ကြေးကြေးလေးနဲ့တောင်းဆိုတာပေါ့ကွယ်အဲ့ဒါကိုတတလုံးချလေးလောက်တာများလာတဲ့ခါကျတော့ငါလက်မခံတော့ဘူးဆိုတဲ့ခေါင်းစဉ်ပေါ့နော်အဲ့တော့မင်္ဂလာပါခုကမတရားမှာစောင်းနှင်းဝင်လာပြီဟွန်း ပြင်ထွက်လာရင်လေအီးလေးတိုက်တယ်လေအီးလေးဒီမှာသူကမလင်းချမ်းနဲ့ဆင်းလေးတော့ဖြစ်ဖြစ်လာပြီကွာလေမြန်ကြီးတော့လည်းမဟုတ်ပေါ့နော်နည်းနည်းပေါ့ဒါကကိုယ့်ရဲ့ဝရန်ဒာဝရန်ဒာရဲ့ဝရန်ဒာရဲ့ပန်းချံပေါ့နော်ပင်လေးတွေလည်းတပင်သေးလိုက်တပင်လဲလိုက်နေတော့ဟုတ်လားဆရာဒီနေ့ကဟိုပြောပြပေးမလို့ဗီဇာအကြောင်းဒီနေ့က သတင်းတစ်ခုတက်လာတယ်ပေါ့နော်ကိုစီတော့တက်ပါဘူးကိုမိတ်ဆွေတွေလာမေးလို့ဒါလည်းဆိုရင်တိုင်းနိုင်ငံကို visa free နဲ့ဝင်တာပေါ့နော်နှစ်ချိန်နဲ့အထက်ဖြစ်လာတဲ့အခါကျရင်တဲ့ deny ပေါ့နော် deny ဆိုတာအဝင်အငင်းခံရတယ်ပေါ့နော် entry deny လို့ခေါ်တယ်သူက deny ဆိုပြီးတစိတုံးထုပေးလိုက်တဲ့သဘောပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးဖြစ်တယ်လို့သတင်းတွေတက်လာတယ်ပေါ့အဲ့ဒါဟုတ်လားပေါ့အဲ့ဒါတွေကဘာဖြစ်တာလဲပေါ့ဘာဘာပြီးရကြတော့ဒီအဲ ထိုင်းကို visa free နဲ့ visit နဲ့လာလဲနေတဲ့လူတွေအလုတ်လုံနေတဲ့လူတွေအလုတ်လုံတယ်ဆိုတော့ဘွားကွဲသွားလိုက်လာလိုက်အလုတ်ကိစ္စနဲ့တချို့တွေဆိုကွဲတလာတဲ့နှစ်ကြိမ်လာတဲ့လူတော်ရှိနေတယ်เนาะဆိုတော့အဲ့တော့အဲ့ဒါအမှန်ပဲလားပေါ့တချို့တွေကလာမေးတယ်မေးတဲ့အတွက်ကြောင့်မို့အဲ့ဒါလေးကိုလည်းကျွန်တော်အမြင်လေးကိုရှင်းပြပေးမလို့ပေါ့เนาะအမှန်ကလေဒီ case ကဖြစ်နေတာကတော်တော်ကိုကြာပြီကျွန်တော်ပတရားရောက်ပြီးတော့တနေ့လောက်ပဲရှိအောင်မယ်အဲ့ကလေးကဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ပတရားမှာ ဗီဇာအတွားတွားပြီးတော့ကျွန်တော်တို့က90 days တုံးနေထူရတယ်ဗျာအဲကျွန်တော်တို့က long term visa ကာလရှည်ဗီဇာနဲ့ဒီမှာနေတာဟိုနေတာဆိုတော့ကျွန်တော်တို့ကတွားတွားပြီးလို့ရှိရင်ရ90ဒီမှာနေနေနေနိုင်ငံခြားမထွက်ဖြစ်ဘူးဆိုရင်ကျွန်တော်တို့ကတွားပြီးတော့ report လုပ်ပါတယ်တဘောကဘာလဲဆိုကျွန်တော်တို့ရှိနေပါတယ်ဘောကွယ်ဒီဟိုမှာ time မှာလေလေးတိုင်အေးတာဒီမှာကျွန်တော်လေးကြွားလိုက်မဖြတ်ပြီကြွားတာတော့မဟုတ်ပါပြောပြဟိုလေ lifting D ကိုမှာ 0 sugar နဲ့ပြီးတော့သူကဟိုပါလေးပါလဲတတဖဲလားသူတို့ဇီယာနာမည်ကြီးတဲ့အကောင့်နဲ့တွေ့ထုတ်တယ်ဟာလေသူကလေ sparkling သိလားဟိုပါလေးချိပေါက်ဆွေပေါ့နော်အဲထဲမှာ bubble ပါတယ်ဆိုတော့မစိုးဟိုအင်္ဂလိပ်ရောကတောက်တဲ့ lemon tea ကိုမှသူက gas ထည့်ပေးထားတဲ့ဟာမျိုးလေးပေါ့နော်ပြောရတာ0 sugar ချိုးနေတာပဲဆိုတော့အတွန်းရ60တန်းတန်းသွားတိုးလို့ရှိရင်တွေ့တယ်နိုင်ငံခြားသားတွေကဘာဖြစ်နေတာလဲဆိုလို့ရှိရင်သူတို့အဲ့မှာ ပြဿနာရှာနာပေါ့နော်ကိုရီးယားအေဂျင့်ကိုဗာလဲဆိုလို့ရှိရင်သူတို့ကိုဗီဇာကိုတသက်ဗီဇာကိုဟိုကန်ဆယ်လုပ်လိုက်တယ်ဟိုအမျိုးပေါ့နော်အဝင်ပြီးအဝင်ကိုသူတို့ကိုထပ်ပြီးတော့တသက်မတိုးပေးဘူးတချို့ဆိုလို့ရှိရင်ဗျာ extension လောက်တောင်မလုပ်ပေးဘူးလို့ပေါ့နော် extension ဆိုတဲ့အဓိပ္ပာယ်ကပုံမှန်ကဒီ free visa free နဲ့လာတယ်ဆိုလို့ရှိရင်တော့မှသူကနောက်ထပ် extension လုပ်ပေးတာရှိရဥပမာပဲပြောတာเนาะအခုလက်ရှိ policy ကိုကျွန်တော်မသိဘူးတော့14ရက် visa free ပေးထားတယ်ထားလိုက်မြန်မာနိုင်ငံကလူတွေဆိုလို့ရှိရင်ပေါ့เนาะအဲ့ဒါအောင်မှာ ကျွန်တော်တို့က14ရက်ပြည်လာတဲ့ခါကြလို့ရှိရင် extension တိုးလို့ရတယ်ပေါ့နော် extension တစ်ချိန်ပြီးတိုးတယ်တစ်ချိန်တိုးလိုက်လို့ရှိရင်နောက်ထပ်14ရက်ရတာမျိုးအဲ့လိုမျိုးပေါ့နိုင်ငံခြားသားတွေဆိုရင်အများစုကအရင်တော့ဆိုလို့ရှိရင်အရင်တော့တော့မြန်မာနိုင်ငံလက်ရ30ရတယ်ထင်ပါတယ်အခုကတော့14ရက်လာပဲမသိရတော့တာပေါ့နော်ထားလိုက်ပါမြန်မာနိုင်ငံရဲ့ case ကအဓိကမဟုတ်အခုဖြစ်နေတာကအမှန်နိုင်ငံခြားသားတွေကိုလုံနေတာနိုင်ငံခြားသားတွေထဲမှာမြန်မာတွေရဲ့ case တွေမပါဘူးတော့မဟုတ်ဘူးပေါ့ဗျာဘယ်လိုပြောရမလဲအရင်တော့ကလည်း ကိုပတ်ဝန်းကျင်မှာတော့မှတချို့တွေအဲ visa free ကိုမှ extension တွေတိုးတိုးပြီးနေနေတဲ့လူတွေရှိတာနိုင်ငံခြားစိတ်ကြဘလို့လဲဆိုတော့ရက်30ရရတယ် visa free ပေါ့เนาะအမှန်ကတော့ tourist တွေကိုပေးတာအဲ့ဒီဟာကိုလာပြီးသွားတဲ့ခါကျသူတို့နောက်ထပ်တစ်ချိန်တက်တန်းတိုးခွင့်ရှိတယ်တိုးလို့ရှိရင် extension ပေါ့ extension နောက်ထပ်ရက်30ပေးတယ်အဲ့ဒါဆိုလို့ရှိရင်သူက60ဖြစ်သွားတာပေါ့เนาะအဲ့တော့ဒီနောက်ပိုင်းမှာသူတို့ tourism ကိုအားပေးနေတဲ့ခါကျတော့သူက visa free ကိုရက်ရက်60ထိပေးတာလည်းရှိတယ်ရက်60ပေးလို့ရှိရင်နောက်ထပ်သူကရက်30ထပ်ပြီးတော့ extension ထပ်ပေးတယ်ဆိုတော့သူကရက်90လောက်ဖြစ်သွားတာပေါ့เนาะအမှန်ကရက်90ဆိုလို့ရှိရင်တော့ကာလရှည် နေထိုင်တယ်လို့ဖြစ်နေတာပေါ့နော်အဲ့ဒါကိုထပ်ပြီးတော့တချို့ကမလုပ်လဲဆိုလို့ရှိရင်နိုင်ငံခြားကိုခဏထွက်ပြီးတော့အဝင်ပြန်ပြပြီးတော့နောက်ထပ် visa free နဲ့ရက်60 plus ရက်30ရက်90ထပ်နေကြတာပေါ့အဲ့လိုမျိုးဖြစ်သွားပြီဆိုရင်ကျတော့ရက်180လောက်ဖြစ်သွားပြီထိုင်းနိုင်ငံမှာအမှန်ရက်180ဆိုလို့ရှိရင်ကို तू က long term visa ရှောက်ရမယ့်အနေအထားဖြစ်သွားပြီ तू ကအဲ့ဒါကိုကျွန်တော်တို့ဟိုဒီကာလရှည် visa နဲ့နေတဲ့လူတွေဆိုလို့ရှိရင်တော့မှ तू ကနိုင်ငံအတွင်းမှာတစ်နှစ်အတွင်းမှာရက်180နဲ့အထက် ပို့နေတယ်ဆိုလို့ရှိရင်တို့ကအခွန်ကောက်မယ်လို့ပါဘာတဘောပါဗျာဒီနိုင်ငံမှာရေရှည်နေထိုင်တဲ့လူစရင်ဝင်သွားတာပေါ့နော် permanent resident တော့မဟုတ်ပေါ့ကွယ်ဒါပေမဲ့ရေရှည်နေထိုင်တဲ့လူစရင်ဝင်သွားတယ်အဲ့လိုမျိုးအဲ့တော့တို့ပေးထားတဲ့ visa free policy အရာကသူကရက်60ကနှစ်ကြိမ်လောက်ဟိုလုံလိုက်လို့ရှိရင်ကိုရက်180ဖြစ်သွားတော့အမှန်ကတော့အဲ့နှစ်ကြိမ်လောက်ဒီ visa free နဲ့ပေါ့နော်ရက်ကက်ကက်လေးအတွင်းမှာဝင်ပြီးသွားတဲ့လူကနောက်တဲ့တစ်ကြိမ် ထပ်ပြီးဝင်တဲ့အချိန်ကျရင်သူကခွင့်မပြုတော့တာ။ဘာကြောင့်လဲဆိုရင်နောက်တစ်ချိန်ထပ်ဝင်နောက်ထပ်ပြရက်60 +30 ရက်60ထပ်ရမယ်ဆိုသူကရက်290ဖြစ်သွားပြီ။အဲ့လောက်တာထိုင်းနိုင်ငံမှာနေဖို့လိုအပ်တယ်ဆိုလို့ရှိရင်သူလုတ်စေချင်တာကကာလာရှေဗီဇာကိုသူကရှောက်စေချင်တာ။ဘာကြောင့်လဲဆိုတော့ကာလာရှေဗီဇာနဲ့ဒီလောက်ထိုင်းနိုင်ငံမှာရက်180နေတယ်ရက်290နေတယ်ဆိုတဲ့လူတစ်ယောက်ကအမှန်ကဒီ tourist visa နဲ့နေရမှာမဟုတ်ဘူးအခုနောက်ပိုင်းမှာဒီပြည်ဝင်နံတဲ့ ပြည်ဝင်ခွင့်ကိုညင်းပယ်တယ်ဆိုတဲ့ကောင်းစင်နဲ့အကောင်လုံးကသူကဗီဇာဟိုဘယ်လိုပြောရမလဲလာနေတဲ့ကောင်းစင်နဲ့သူတို့ရဲ့ဟိုဗီဇာနဲ့မကိုက်ညီတာအကြောင်းမလို့သူကညင်းလာသဘောကထိုင်းနိုင်ငံမှာနေရက်180လောက်နေမယ်ရက်280လောက်နေမယ်ဆိုလို့ရှိရင်ဗီဇာတွေအများကြီးရှိတယ် ဒီမှာလည်းကြိုက်တဲ့ visa ပေါ့နော် long term visa ကာလရှည် visa တွေရှိရဗျာဟိုဟို education visa တွေပဲဖြစ်ဖြစ် student visa တွေပဲဖြစ်ဖြစ်ဒါမှမဟုတ် business visa တွေဖြစ်ဖြစ် DTV တွေဖြစ်ဖြစ်ကြိုက်တဲ့ visa ရှိရရှောက်ပေါ့နော်သူပြောချင်တာကအဲ့လို long term visa နဲ့နေအဲ့ဒီဒီ tourist visa တွေနဲ့လာပြီးတော့ tourist မဟုတ်ဘဲနဲ့နိုင်ငံတစ်ခုထဲမှာရတရားချက်ဆက်နေရဆိုတော့သူ့အတွက်ကဒါ tourist မဟုတ်တော့ဘူးလေနော် tourist မဟုတ်တဲ့လူက tourist visa တွေနဲ့နေတာကို तू ကခွင့်မပြုချင်ဘူးဒါက तू ကရှင်းရှင်းပြောရင် tourist ဒီ visa free policy ကိုတလွဲအတုံးချတယ်လို့သူတို့ immigration ကယူဆတာယူဆတဲ့အတွက်ကြောင့်မလို့အဲ့လိုလူတွေကိုသူကထောက်ရှောင်ညှင်းလာတာကအခုမှမဟုတ်ဘူးကျွန်တော်ဒီပတရားရောက်ပြီးတော့အဲ immigration ရုံးနေမှာကျွန်တော်လုံလာအစခုဆိုကျွန်တော်ပတရားရောက်တာတော့နှစ်နှစ်ခွဲလောက်ရှိနေပြီဗျာလွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်ခရေကကိုကတွေ့နေတာအဲ့တုန်းကလည်းအားကြောင့်မလို့လေကျွန်တော်တို့အဲ့တုန်းကဆိုကိုကျိုးလို့ရှိသေးတယ်ဗျာကိုကျိုးဆိုလည်းရှင်လဲပထမဆုံးစာချင်းထိုင်းဝလာနေတော့ဆိုရင် तू ကအဲ့လိုပဲနေတာတဘောကအဲ့တုန်းကရက်30ပေးတယ် ည30 free ပေးတော့အဲ့ဒါကိုနေလိုက်တယ်ပြီး extension တစ်ခေါက်တိုးလိုက်တယ်တိုးလို့ထပ်တိုးလို့ရသေးတယ်ဆိုတော့ထပ်တိုးခြင်းထပ်တိုးပြီးနေလိုက်တယ်ရ90လောက်ဖြစ်သွားတယ်ပေါ့နော်တိုးလို့မရတော့ဘူးဟေ့ဘာလုပ်လဲဆိုလို့ရှိရင်သူတို့ကလာအိုတစ်ခေါက်ထွက်လိုက်တယ်လာအိုကစီအသက်တာဆုံးကိုဒီအိမ်ကြီးချင်းနိုင်ငံတွေထဲမှာထွက်ရတဲ့အထက်မှာပေါ့နော်နေဆက်ကတည်းကသူတို့မှာကားနဲ့စီးပြီးထွက်ထွက်လိုက်တယ်ထွက်ပြီးတော့ဘာဖြစ်လဲဆိုရင်ပြန်ပြီးပြီးနိုင်ငံခြားကိုထွက်ပြလိုက်တယ်ပြန်ပြီးထိုင်းနိုင်ငံပြန်အဝင်ပြလိုက်တဲ့အခါကျလို့ရှိရင် visa free ကနောက်တဲ့ရက်30ရာသွားရက်30ရာတဲ့အပြင်ပြေခံနေကြလို့ရှိရင်နောက်ထပ်သူက ရက်30ထပ်ပြီးတိုးလိုက်တယ်စတဲ့ပြင်အဲ့လိုပုံစံနဲ့နေတာဗျာဆိုတော့အဲ့လိုမျိုးနေနေတဲ့ဟာတွေကို तू ကမလုတ်စေချင်တာမလုတ်စေချင်ရတဲ့ရည်ရွယ်ချက်ကလည်းကျွန်တော်အမြင်ကတော့ तू ကခေါင်းစဉ်နဲ့သူတို့ဟိုပါပေါ့နော်ဟိုမှန်စေချင်တာပေါ့တဘောကနေဒီမှာလာပြီးတော့ရေရှည်နေမယ်ဆိုရင်ရေရှည်နေတဲ့ဗီဇာနဲ့နေလိုက်အဲ့လိုမျိုးတွေဒီဗီဇာ free policy ကြီးကိုတလွဲအတုံးမချနဲ့ဆိုတဲ့အဓိပ္ပာယ်အဲ့ဒါပဲ तू อ่ะ entry ကို deny လုပ်လိုက်ပြင်မယ်လေ तू อ่ะ blacklist server မဟုတ်ဘူးတဘွားပါလဲဆိုလို့ရှိရင်เนาะနင် visa သွားရှာ long term visa တခုသွားရှာရှာပြီးဝင်လာရင် AA စစ်စေးပဲပြီးရင်ပုံမှန် tourist တွေမှာလည်းဘာဖက်မှမရှိဘူးတဘွားမြန်မာနိုင်ငံအလိုမျိုးပေါ့ကွာလာတယ်လာပြီးလို့ရှိရင်ဥပမာဗျာ14ရက် visa ရတယ်တပတ်လာနေတယ်နေပြီးပြန်သွားတယ်ပြန်သွားပြီးလို့ရှိရင်နောက်တစ်လလောက်နေတဲ့ခါမှာနောက်ထပ်တပတ်လာနေတယ်အဲ့လိုလူတွေအတွက်ကဘာပြဿနာမှမရှိဘူးသူတို့ကလည်းအဲ့ဒါဒါ tourist ပဲသူသိတယ် ဒါ tourist အနေနဲ့ပဲသူထားတယ်ဒီ short term ပေါ့နော်ကာလတူပဲလာနေတယ်ဆိုတဲ့ကိစ္စကိုသူကလက်ခံထားတယ်အဲ့တော့အဲ့လိုနေနေဘာပြဿနာမှမရှိအဲ့လိုမဟုတ်ဘဲနဲ့ကိုကဒီမှာအမျိုးပေါ်တော့ရက်30လေးနေလိုက်ရက်60လေးနေလိုက်ပြီးရင်တိုးလို့ရတဲ့ညတွေတက်တန်းတွေတိုးလိုက်ပေါ့နော် free visa free ကိုပေါ့နော်သူကဟိုအသက်ဆက်နေလိုက်တာပေါ့ဗျာနောက်ဆုံးမရတဲ့ခါကျလို့ရှိရင်လာအိုလေးခဏထွက်လိုက်လာအိုထွက်လို့ရှိရင်ဗျာ ကျွန်တော်ထင်တော့ဘယ်လောက်တက်တာလဲတော့ကျွန်တော်မသိပါဘူး9000အောက်လောက်ပဲကိုမယ်ထင်ပါတယ်အဲ့လိုမျိုးပါဘာလို့အခုဆိုရင်မမမတို့ဆိုရင် Retire Visa နဲ့လာ Retire Visa ဆိုတနည်းတနည်းကိုကျွန်တော်ဆိုရင်တထောင်ခွဲလောက်ကိုမယ်ထင်တယ်မမဒီ Visa တစ်ခေါက်တစ်ခေါက်တက်တန်းတိုးရတဲ့ဟာတွေကို Visa ကြီးတွင်းရတာတွေလို့ဘာလို့ညာလို့ပေါ့နော်ဆိုတော့လေတချို့ကလည်းစဉ်းစားစဉ်းစားပါပေါ့နော်ရ90တစ်ခေါက်နေလဲလို့ငါ9000လောက်ပဲကိုမယ်ဆိုလို့ရှိရင်ငါနေ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 နဲ့ပဲတိုးလိုက်မယ်တိုးလိုက်မယ်ပေါ့ငါတနည်းလုံးနဲ့နေချင်မှနေမယ်ဆိုပြီးစဉ်းစားတာမျိုးလည်းဖြစ်နိုင်တယ်အဲ့တော့အဲ့လိုမျိုး Visa free နဲ့ကုန်ကြမ်းစည်းကိုကြိုက်တယ်လို့တွက်ပြီး ော့ long term visa ကိုမလျှောက်တာမျိုးလည်းဖြစ်နိုင်တယ်။ဒါပေမဲ့အစိုးရက तू ကမလုပ်စေချင်။အဲ့ဒီအတွက်ကြောင့်မလို့ तू ကအဲ့ဒါကိုလိုက်ပြီးတားနေတာ။တားနေတာကြားလာပြီ။တိုင်းတိုင်းနဲ့မှာအခုကတည်နေပါညာတွေထက်ထွက်လာတာ။ဘာလို့သူတို့ပဲ official ထက်ကြီးညာတာလားဘာလားညာလားတော့လည်းမသိ။ပြီးလို့ရှိရင်အခုကတော်တော်များများနိုင်ငံခြားသားတွေငင်းခံရတယ်ပြန်ဝင်လာတဲ့အခါမှာငင်းခံရတာ။ငင်းခံရတယ်ဆိုတာရှင်းရှင်းလေး तू စောက်ထဲမှာ तू ကြီးလိုက်တာနဲ့ပေါ်တယ်ဗျာ။ လွန်ခဲ့တဲ့ရက်90တုန်းကပဲဝင်လာတယ်မနေ့ကတနေ့ကမှထွက်သွားတယ်နောက်တရက်နေ့ရက်လောက်နေတော့အခုပြန်ဝင်လာတယ်ပြန်ဝင်လာတဲ့အခါမှာသူကရက်60ပြန်ထုခိုင်းတယ်ဟုတ်လားထုပြီးရင်နောက်ထပ်သူ extension နောက်ထပ်ရက်30နေဦးမယ် နေပြီးရင်အလုံးပေါင်းရက်180လောက်ဖြစ်သွားတဲ့ခါတစ်ခေါက်ထပ်ထွက်အောင်မယ်ထွက်ပြီးလို့ရှိရင်ပြန်ဝင်လာပြီးတော့နောက်ထပ်ရက်60သွားထပ်ထုခိုင်းနေဆိုတော့သူ့စာအုပ်ထဲမှာကအဲ့တုံးတွေကိုကြည့်လိုက်ရင်ကိုတိနေပြီးသားဒိတ်တွေရတယ်နော်ဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်ဝင်နေထွက်တာကလည်းသူကသူ့အိမ်ပြန်လာပေါ့တော့ဟောအင်္ဂလန်ကလာတဲ့လူကသူကလာအိုလေးခဏထွက်လိုက်ကမ်ဘောဒီးယားလေးခဏထွက်လိုက်ထွက်ပြီးပြန်ဝင်လိုက်ဆိုတော့ဟာဒီ activity တွေအကုန်လုံးပေါ်နေတာ သူအိမ်မပြန်မှလည်း passport ထဲမှာပေါ်တယ်လေတိလာတကယ်လို့သူလာအိုသွားတယ်လာဝမ်နေတဲ့ဆင်သူအင်္ဂလန်ကိုပြန်သွားတယ်ဆိုလို့ရှိရင်လည်းပြန်သွားကြောင်းကတော့လာဝမ်နေထွက်တဲ့တုံးနေပါညာရရှိရပါဘူးမဟုတ်ဘူးလာအိုတရက်နှစ်ရက်လောက်သွားနေလိုက်တယ်ဒါမှမဟုတ်လို့ရှိရင်တစ်ပတ်လောက်သွားလည်လေလိုက်တယ်လေပြီးတော့ထိုင်းနိုင်ငံကိုပြန်ဝင်လာတယ်နောက်ထပ်ရက်60နေတယ်အဲ့လိုမျိုးတွေဖြစ်လာတော့သူကနှစ်ကြိမ်နဲ့အထက်ဖြစ်လာတဲ့အခါကျတော့သူတို့က deny လုပ်တာပေါ့နော် entry deny လို့ခေါ်တယ်ရှင်းရှင်းပြောရင်ပြည်ဝင်ခွင့်ကိုသူတို့ကညှင်းဆိုလိုက်တာပေါ့နော်နင်ဒီ visa free နဲ့မဝင်နေတော့နင်ဒီ visa free policy ကိုနင်ကအလကား တလွဲအတုံးချနေတာငါတို့သိတယ်ဒီမှာကလည်းနင်းရဲ့ဗီဇာအဝင်အထွက်တုံးတွေကိုကြီးလိုက်လို့ရှိရင်လည်းသိတာတယ်အဲ့ဒီအတွက်ကြောင့်မလို့နင်းတကယ်လို့ထိုင်းနိုင်ငံမှာနင်းကရက်60ဒေါ်လာကောင်ရက်180ဒေါ်လာကောင်ရက်280ဒေါ်လာကောင်နေချင်တယ်ဟဲ့ဆိုလို့ရှိရင် long term ဗီဇာတစ်ခုခုကိုတွားလျှောက်ပါလျှောက်ပြီးလို့ရှိရင်နေအဲ့တော့ဘာဖြစ်လဲဆိုတချို့အငင်းခံရတဲ့နိုင်ငံခြားသားတွေကမလာအိုကနေပြအဝင်မှာအငင်းခံရတဲ့ဆိုရင်လာအိုမှာပဲသူတို့ကတခြားဗီဇာမျိုးစားကိုပြန်လျှောက်ရတယ်တပတ်လောက်ကြာရင်ကြာသွားတယ် ထိုက်တဲ့နဲ့ငွေကြေးပေးပေးရမယ်ပေးပြီးတော့အဲ့ဗီဇာရလာပြီဆိုရင်ထိုင်းနိုင်ငံကိုပြန်ဝင်လာသူပြန်လက်ခံတယ်တဘောက entry တိုင်းထူထားလို့နင့်ကိုပြန်လက်မခံဘူးမဟုတ်ဘူးမှန်ကန်တဲ့ဗီဇာနဲ့ပြန်ဝင်လာရင်လက်ခံတယ်တဘောကနင့် long term နေမှာတည်ကြတယ်ရေရှည်နေမှာတည်ကြတယ်ဆိုရင်ရေရှည်နေမဲ့ visa တခုခုကိုတွားလျှောက်ပါဆိုပြီးတော့ तू ကအရင်တော့ရင်းရင်းကျေးကျေးလေးနဲ့တောင်းဆိုတာပေါ့ကွယ် ဒါပေမဲ့လည်းလက်တလုံးချားလေးတွေ policy မှန်တယ်များလည်းဥပဒေမှန်တယ်များလည်းအမှန်ပြောရလို့ရှိရင်တတ်မှတ်တဲ့လူနဲ့ဟိုအနောက်ကနေဖောက်ပြက်တဲ့လူနဲ့ကဟိုအုံနောက်ချင်းပြိုင်နေတာပဲလေနော်ဆိုတော့အဲ့ဒါကိုလက်တလုံးချားလေးလောက်တာများလာတဲ့ခါကျတော့ငါလက်မခံတော့ဘူးဆိုတဲ့ခေါင်းစဉ်ပေါ့နော်အဲ့တော့ policy အနေနဲ့ဒီ free visa အနေနဲ့ကသူတို့ညင်းဟိုဒါကြီးကနင်တို့ခွင့်ပြုထားတာပဲနင်တို့ပဲခွင့်ပြုလို့ငါတို့ကလာတာဟုတ်တယ်မလားဘာကြောင့်မလို့ ငါတို့ဘေးမဝင်တာလဲဆိုတော့မိကွန်လည်းမေးလို့ရတယ်ဒါပေမဲ့ immigration ပြန်တယ်လား immigration ကကြတော့ဒီဒီလူမှုလူမှုပါလေအဲ immigration နဲ့ပတ်သက်ကျွန်တော်ကပြောချင်တာကသူတို့မှာငါညှင်းဆူပိုင်ခွင့်ရှိတယ်ကျွန်တော်ဝင်လာတဲ့ပထမဆုံးခြေဝင်လာကျွန်တော်မှာစီကန့်ချက်အပြည့်အညီနဲ့ဖြစ်နေလဲသူတို့အနေနဲ့ကျွန်တော်ကိုဘေးမဝင်ခြင်းလဲဘေးမဝင်လို့ရတယ်ဒါကနိုင်ငံတစ်ခုရဲ့ policy ကသူတို့ စီမှာပဲဟိုစီကံချက်တွေတတ်မှတ်တယ်လို့ပေါ့ဗျာဥပဒေတွေအကုန်တတ်မှတ်ထားပါတယ်ဒါပေမဲ့ဥပဒေတွေအကုန်လုံးရဲ့နောက်ဆုံးရဆုံးဖြတ်ချက်တွေငါတို့ရဲ့ဆုံးဖြတ်ချက်တာအတည်ဖြစ်ပါတယ်ဆိုတာမျိုးပေါ့နော် immigration ကညင်းချင်ညင်းလို့ရတယ်အဲ့ဒါကကျွန်တော်တို့ကသွားပြဿနာရှာလို့မရနင်တို့ပဲပြောတာလေ visa free ပေးလို့ရတယ်ဆိုအဲ့တော့အခုငါနာလာဦးထွက်လိုက်တယ်လေထွက်ပြီးပြန်ဝင်လာလို့ရှိရင်ငါလူအစ်စ်ဖြစ်သွားတာပဲမဟုတ်ဘူးလား entry အစ်စ်ဖြစ်သွားတာပဲမဟုတ်ဘူးလား entry အစ်စ်ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ငါ့ကိုရက်60ရာတွင်တို့ပေးကိုပေးရမှာပေါ့ပြီးလို့ရှိရင် extension ကလည်းနင်တို့ပဲခွင့်ပြုထားတာလေတစ်ခေါက်ဝင်လာပြီးလို့ရှိရင်ရက်30တိုးခွင့်ပေးထားတယ်လေအဲ့တော့ငါရက်60ပြီးသွားတဲ့အခါကျလို့ ့ရှင်ငါရက်30တချိန်လောက်ကတော့နင်တို့ပေးတော့တင်တာပေါ့ဟုတ်လားနှစ်ချိန်ပေးမတိုးဘူးဆိုတဲ့ကိစ္စကနင်တို့ policy အရာတတ်မှတ်ထားလို့ဆိုရင်ငါလက်ခံတယ်ဒါပေမဲ့တချိန်ကတော့ပေးတိုးပေးတင်တာပေါ့စတဲ့ပြင်ပြဿနာရှာတဲ့နိုင်ငံသားတွေလည်းအများကြီးရှိပါတယ် agent တွေလည်းတော်တော်ခေါင်းနှိုက်ကြပါတယ်ဘာကြောင့်လဲဆိုတော့အစိုးရကသူလက်ခံချင်လက်ခံမယ်လက်မခံချင်လက်မခံဘူး department ကလည်းဒါပေမဲ့ agent တွေအနေနဲ့ကကြတော့အစိုးရထုတ်ထားတဲ့ policy အတိုင်းပဲသူကစကားပြောရတာ။အဲ့တော့ဝင်လာရင်တော့ free ကတော့ဒီလိုရက်60ရပါတယ်။ extension ကတော့ရက်30ရပါတယ်။ဒါမှမပြီးချင်မှလည်းပြီးတာ။ เนาะအဲ့တော့ငင်းခံရပြီဆိုတဲ့ခါကျလို့ရှိရင်လည်းရံဖြစ်နေလဲအလကားပဲညံဖြစ်နေလဲအလကားပဲเนาะဘာကြောင့်လဲဆိုတော့ဒါကလေဟိုဟာဖြစ်ရမယ့်ကိစ္စကိုယ့်ဘက်ကိုညံရှိရမယ့်ကိစ္စ ကျွန်တော်ဆိုဘယ်တော့မှလေကျွန်တော်အချိန်ကုန်မခံတဲ့နေရာတွေရှိအဲ့ဒါပါလေဆို immigration တွေဘာတွေမှာကျွန်တော်တိတ်ပြီးအချိန်ကုန်မခံဘူးသူတို့တွေနဲ့သွားပြီးလို့ရှိရင်နင်တို့ရဲ့ rules ကဘာဘာညာညာကျွန်တော်မလုပ်ဘူးကျွန်တော်ဘာပဲလုပ်လဲဆိုလို့ရှိရင်သူတို့တွေကိုကျွန်တော်ကသွားပြီးတော့တောင်းပန်တာပေါ့နော်သဘောကဗျာနောက်ဆုံးခွင့်မပြုဘူးဟဲ့ဆိုလို့ရှိရင်တော့မှသူတို့ပြောရတာကဒီတစ်ချိန်လေးတော့ခွင့်ပြုပေးပါနောက်တစ်ချိန်ဆိုလို့ရှိရင်တော့မဟုတ်တော့ပါဘူးအခုလောလောဆယ်ရတော့ဘလို့လေးကိုယ့်ရဲ့အခက်ကလေးအသေးချာရှင်းပြပြီးတော့သူတို့ attitude ကတော့ကောင်းမှာမဟုတ်ဘူး immigration ကတော့ဒါထုံးစံပဲနိုင်ငံတကာ immigration အကုန်လုံးက attitude ကအရင်ကြီး ကောင်းရမယ်ဆိုတဲ့ထဲမှာမပါဘူးသူတို့ကဟိုနိုင်ငံရဲ့အဲဂျိုတွေမဟုတ်ဘူး reception တွေမဟုတ်ဘူးပေါ့နော်အဲ့တော့သူတို့ကစစ်ဆေးတဲ့လူတွေနင်တို့နိုင်ငံတဲကိုဘာလာလုတာလဲဆိုတဲ့ဟာကိုစစ်ကိုစစ်ရမယ်လူတွေပေါ့နော်သူတို့ခွင့်ပြုခြင်းလဲရတယ်သူတို့ခွင့်မပြုလို့ရှိရင်လည်းကျွန်တော်တို့လက်ကိုလက်ခံရမယ်ကိစ္စကဲခွင့်မပြုပြန်လိုက်တော့ဒါပဲရှိတယ်လို့ကျွန်တော်လေးစိတ်ထဲမှာသွားပြီးတောင်းချမ်းနေလို့လည်းအမှုကြီးသွားတာနဲ့နောက်ဆုံးနိုင်ငံမှာဒီနိုင်ငံကိုပြည်ဝင်ခွင့်ကို blacklist ဝင်သွားတာနဲ့ပဲရှိမယ် တခြားကျွန်တော်တို့အတွက်ဘာကျိုးမှမရှိဘူးအဲ့တော့ကိုကအသက်နိုင်ဆုံးကတို့ကိုရှင်းပြပြောပြပြီးလို့ရှင်ကိုကလူကောင်းမှခွင့်ရေးကိုအလွယ်တုံးသာလောက်တာမဟုတ်ပါဘူးပါပါပညာပေါ့နော်အဲ့လိုမျိုးပြောပြပေးနိုင်တယ်ဟေ့ဆိုလို့ရှင်เนาะကိုအတွက်အကျိုးရှိမယ်မဟုတ်လို့ရှင်เนาะတို့တို့စီမှာသွားပြီးလို့ရှင်ဟလာဟိုဖုန်းကြီးထောင်ပြီးလို့ရှင်ဒီမှာလေးမတူဘူးလားနင်တို့ပြောတော့ free visa free ကရက်60ပေးမှာဆိုဒီမှာလေးနင်တို့ပြောတော့ entry တစ်ခေါက် entry ပြီးတော့လို့ရှင်နင်တို့တစ်ခေါက် extension ရက်30ပေးမှာဆိုနင်တို့ပဲကြေညာထားပြီးအခုတော့နင်တို့ကမပေးဘူးနင်တို့ကဘာဖြစ်ချင်တာလဲညာဖြစ်ချင်တာလဲသွားလို့လို့ရပါလား လက်ကပဲအဲ့ဒီ immigration တို့ဘာလို့ဆိုတာကကိုသွားပြီးလို့ရှိရင်ပညာပြရမယ်လူအမျိုးအစားတွေမှာမပါဘူးကျွန်တော်အရင်တစ်ခေါက်ကဟိုပါလေဒါပေမဲ့ဒီဗီဒီယိုလေးကျွန်တော်အရင်တင်တင်ဖြစ်မှာပါကျွန်တော်ဟိုလေးလေးရင်ပေါ်ကလေးရင်မယ်တွေနဲ့ကိစ္စကိုကျွန်တော်ပြောသလိုပဲပေါ့နော်အဲ့ဒီတချို့တော့ fees တွေကကျွန်တော်တို့ကသွားပြီးလို့ရှိရင်ဝန်ဆောင်မှုဆိုပြီးတော့သွားညင်းနေလို့အလကားပဲဒါညင်းရမယ့်နေရာတွေမဟုတ်ပေါ့နော်ကျွန်တော်ကအဲ့ဒါကိုကောင်းကောင်းလက်ခံတာတယ်အဲအကြောင်းမလို့ကျွန်တော်ဆိုရင်များရှင်းရှင်းပြောရင်ဒီမှာကကျွန်တော် VIP ဗီဇာနဲ့နေတာကျွန်တော်ရဲ့ဗီဇာကဒီမှာကဟိုဒီထက်ကောင်းတဲ့ဗီဇာလည်းမရှိတော့เนาะကျွန်တော် immigration ဝင်လာကျွန်တော်ကုန်ချောင်းချောင်းမဲ့ဝင်ရတာပဲသူတို့သွားပြီးလို့ရှိရင်ကျွန်တော်ကလေငါကတော့ဒီကက်ကြီးနဲ့ဒီဗီဇာကြီးနဲ့မလို့ဆိုပြီးမလုပ်ရဲဘူးသူတို့ကနေထိုင်လဲအကုန်လုံးရတာပဲတပွားတစ်ခါဆိုရင်ဘာဖြစ်လဲဆိုရင်ကျွန်တော်ရဲ့ဗီဇာကိုသူတို့ကနေဗီဇာနဲ့ဆိုရင်ねဒီဘက်ကဝင်ရမှာမဟုတ်ဘူးတဲ့နင်တို့အတွက်ကတဲ့ VIP မလို့ပေါ့ကွယ်တီးတန့်ဟိုဘက်မှာလုပ်ပေးထားတယ်လို့ခိုင်းလို့ရှင်လဲကိုကလေ VIP လဲပြောသေးတယ်ကိုကတန်းလဲစီပြီးပြီနော်ကောင်တာလဲရောက်နေပြီတဲ့ဟာကိုဒါမှတုံးမဲ့ထုပေးဖို့ကြံတဲ့အချိန်မှာကိုနင်တို့အတွက်က VIP မလို့ဟိုဘက်ကိုသွားဆိုတဲ့ကိစ္စကိုမှဟိုဘက်ကိုပြန်သွားတန်းစီရတယ်အဲ့လိုမျိုးပဲလေ နော်မလုတ်ချင်ကိုမှပြောရတာပေါ့နော်အဲထူပေးလိုက်ပါလားငါဟိုဘက်ကိုသွားရမယ်အတူတူရပါတယ်လုတ်ပေးလို့ရရင်လုတ်ပေးလိုက်ပါပါအဲ့လိုမျိုးကိုကအောက်ကျုပ်ပြီးတော့ပြောရတာပဲဟေး VIP visa နင်တို့ငါ့ကိုရောင်းတော့ရောဟေးဘတ်တွေတန်းနဲ့ချီပြီးရောင်းတာပြီးတော့အခုကျငါ့ကိုဟိုဘက်ခိုင်းလိုက်ဒီဘက်ခိုင်းလိုက်ဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်ဆိုပြီးပြောရမရောရဲဘူးမရောရဲဘူးဆိုတာဘာကြောင့်မှမဟုတ်ဘူးကျွန်တော် VIP visa ကြီးပဲပေးထားပေးထားဘာပဲပေးထားပေးထားရှင်းရှင်းလေးပဲကျွန်တော်ကတာသူတို့တွေကိုမချီမငံဆက်ဆံလို့ဒီလူဟာ ဟိုမှာဖြစ်ပါဘူးပေါ့နော်ကျွန်တော်ဗီဇာလျှောက်ကြတဲ့အောင်တို့ကတခါတည်းပြောထားပြီးတော့ထိုင်းနိုင်ငံမှာ criminal record မရှိအောင်တပေါ်မူခင်မှတ်တမ်းမရှိအောင်မရှိလို့ကျွန်တော်ဒီဗီဇာပေးတာကျွန်တော်ကအဲ့ immigration officer ကိုတွားပြီးပြဿနာရှာကျွန်တော်မူခင်ဖြစ်သွားနိုင်တယ်အမှုဖြစ်သွားလို့ကျွန်တော်ဗီဇာကြီးကိုတို့ကနေပြောမှာဒီလူကတော့ criminal record ရှိသွားတဲ့အတွက်ကြောင့်မလို့ဗီဇာ cancel ပါတယ်လို့လုတ်ချလိုက်လို့ရှိရင်ကျွန်တော်ပတ်စံမှာရှုံးမှာဒီအကုန်လုံးပြဿနာတက်အောင်ပါလေနော်အဲ့တော့အမျိုးတွေလုံးလို့မရအောင်ကိုဆိုလဲဘလောက်ပဲပတ်စံနေပေးထားပေးထားဘလောက် VIP visa နဲ့ပဲလာလာ သူတို့ကနေ visa immigration အနေနဲ့ဟိုဘက်သွားမှရမှန်တယ်လို့ပြောလို့ရှိရင်ဟုတ်ကဲ့ဆိုပြီးတော့သွားရတာပဲ အတက်နိုင်ဆုံးပေါ့နော်စိတ်ရှိတယ်ဆိုသွားစိတ်မရှိဘူးဆိုလို့ရှိရင်တော့လည်းတောင်းပန်ကြည့်ရတာပေါ့နော်နေ့တစ်ခါတည်းထုပေးလိုက်ပါလားအရင်တစ်ခါကဆိုအဲ့လိုဖြစ်တယ်ကွယ်ဘာကြောင့်လဲဆိုမမားကြတော့ wheel chair နဲ့ကိုကကြတော့အဲ့ဒီ VIP visa နဲ့ဆိုတော့ကိုတွေအကုန်လုံးကဒီအမြန်လမ်းပေါ့နော် fast track ကနေသွားလိုက်တာဒါပေမဲ့အဲ့ fast track အကုန်လုံးမှာ तू ကဒီလိုမျိုးလူတွေအတွက်ပဲ तू ကခွင့်ပြုထားတာတဘောကွယ်ကလေးရှိရလူတွေတို့လူကြီးတွေတို့လူနာတွေတို့ wheel chair သမားတွေလို့ပဲ तू ကခွင့်ပြုထားတာတဲ့နေတို့လို VIP visa တွေအကုန်လုံးတော့ကဟိုမှာဂိမ်းပေါက်ကတက်တက်တဲ့ VIP စားပေးနေရပေါ့ကွယ်ကျွန်တော်ကလည်းပြောလိုက်တယ်လေရှင်းရှင်းပြောငါကမမားနဲ့လာမမား ဒီမှာဝီချေနေငါမမဒီကနေဝင်ငါကဟိုဘက်အပောက်ကနေဝင်တဲ့ခါကျငါတို့တာအမိနေရောက်လာတဲ့ကိစ္စအပေါက်နှစ်ပေါက်ကွဲနေတယ်အဲ့တော့ငါတို့ဘယ်လိုလုပ်ရမှာလဲလို့တောင်းဆိုလိုက်တဲ့ကသွားပြီးမငင်းရဲဘူးเนาะ you know ဘောကွယ်ဒီလိုဒီလိုတွေဖြစ်နေတယ်ပေါ့ကွယ်အဲ့လိုမျိုးပြောပြလိုက်တဲ့ခါကျမှ तू ကနေပြော all the ခုတဲ့ one time ဆိုပြီးတော့ तू မထုပေးဘူးเนาะ तू ဘက်ကအဲ့မှာရာရာရှိအမျိုးသမီးတယောက်ရှိတယ်အဲ့ကိုသွားလိုက်တဲ့ तू ထုပေးလိုက်မယ်တဲ့ငါထုပိုင်ခွင့်မရှိဘူးတဲ့ဆိုတော့ immigration policy ကလည်းတရက်တမျိုးဖြစ်နိုင်တယ်ကွယ်ဟိုဒီဌာနဆိုင်ရာလူတွေအကုန်လုံးကလည်းသူတို့လည်းနေတိုင်းကတော့စိတ်ကြီးနေချင်မှကြီးနေမှာလေအပေါ်ကနေ policy တမျိုးလာလိုက်သူတို့ကလူတွေနဲ့တမျိုးဆက်ဆံခံရလိုက်တခါလေးကြလို့ရှင်တချို့လူတွေကသူတို့တမျိုးပြောင်းလိုက်တိုင်းကလည်းသူတို့ကိုဘူးကြည့်ကြည့်ရလူနဲ့မျက်ဆောင်ထိုးရလူနဲ့ကျိန်ဆဲတဲ့လူနဲ့ဟာလားကျိန်စာတိုက်တဲ့လူနဲ့အဲ့လိုမျိုးတွေနဲ့သူတို့လည်းနေစဉ်လည်းအများက energy ကောင်းနေမှာမဟုတ်ပျော်နေမှာမဟုတ်ဘူးသူတို့တို့သွားပြီးကိုကထပ်ပြီးပြဿနာရှာနေလို့ကိုတို့လည်းပါကြိုးမှာမရှိအဲ့လိုမျိုးရှင်းပြရဲဆိုတော့သူတို့ကလုတ်ပေးတယ် အဲ့လိုမျိုးပဲရှိတာဒါတော့မှကိုကတိတယ်အစကြီးကတည်းကနိုင်ငံတနိုင်ငံကိုကျွန်တော်တို့နည်းနည်းဗီဇာယူလာတာဗျာနိုင်ငံတနိုင်ငံမှာကိုကရေရှည်နေဖို့စဉ်းစားထားတယ်ဆိုလို့ရှိရင်ကျတော့အစကြီးကတည်းကဒါပဲလုပ်လိုက်တယ်ဟိုပါလေးကတက်တာပါတယ်လေဒီဟာလေးကတော့ OK ပါတယ်လေကျွန်တော်ဗီဇာဆိုကျွန်တော်ဝယ်တော့ကဗတ်သန်းပေးရတဲ့ဗီဇာဗျာနည်း20ဟုတ်တွဲလို့ရတယ်လေတနစ်ကိုတို့လို့နေတွဲလို့ရှိရင်ဟာလာနောက်ဆုံးဒီတခြားလောင်းတန်းဗီဇာတွေဆိုလို့ရှိရင်တော့မှတနစ်ကိုတထောင်ကျော်ပေါ့ဗျာဟုတ်လားအဲဆို10နှစ်မှာ စနေမှာတသိန်းကျော်လို့ပေါ့နှစ်သိန်းလို့အဲ့လိုပဲကုန်မယ်ပေါ့ဟုတ်တယ်မလားအဲ့ဆိုရင်နေ့20မှနေအလုံးစုံကုန်ရင်5သိန်းပေါ့4သိန်းပေါ့5သိန်းပေါ့အဲ့လိုပဲကုန်မှာအဲ့လိုမျိုးတွက်တယ်ဆိုလို့ရှင်တော့လေရတာပေါ့ဒါပေမဲ့လေကျွန်တော်ကတော့အသက်နိုင်ဆုံးစဉ်းစားလိုက်တာပါလေဆိုတော့ပတ်စံဆိုတာငါတို့ပူရှာမယ်ဒါမှပဲဘယ်နိုင်ငံကိုပဲသွားသွားကိုကတစ်ချိန်လုံးညူစုခံနေရတယ်လို့မဟုတ်ဘူးကွဟဲ့လားဒီမှာဆိုရင်အဲဥရောပနိုင်ငံသားတွေအစားညူစုခံနေရတာဘာကြောင့်လဲဆိုပြီးသူတို့ကလေ ရတဲ့ဒီအခွင့်အလမ်းလေးကိုအပြည့်ဝတုံချနေတာဟိုရ94နေလို့ရတယ်ငါရ94နေလိုက်မယ်တလားအဟိုရ180တိထိငါတိုးလို့ရသေးဆိုတိုးလိုက်မယ်နောက်ဆုံးညင်းဆိုခံရတဲ့အခါကျတော့မဟဲ့ဗီဇာဘဲဗီဇာလေးငါတို့ရှောက်ရမှာလဲဆိုပြီးရှောက်တာမျိုးလေးနော်ကိုဆိုရင်တော့အဲ့ဒီပြဿနာအသိမရှိဘူးပေါ့ဘာကြောင့်လဲဆိုတော့အစာကြီးကလေးကတတန်းရှိဗီဇာကိုကယူထားလိုက်တာအဲ့တော့ဟိုကိုရီပြည်ပြည်ဝင်တဲ့အချိန်တွေမှာအဲ့ဒီ immigration ဖြတ်တဲ့အချိန်မှာဆိုသူများတွေပို့ပြီးတော့ smart ကြတာပေါ့ကွဲတလား ဲ့လောက်ပါပဲကျွန်တော်ကလေဒီ VIP visa တွေဘာညာတွေကိုလောက်ထားတဲ့ဂျာမင်းကလေတစ်ချိန်လုံးပေါ့ဗျာဟိုငါကတော့ဒီ VIP visa ကြီးမလို့ငါကတော့ဘလို့ကြီးမလို့ဆိုတဲ့ဟာကျွန်တော်ဒီမှာမရှိအဓိကသူများကိုမစော်ကားသေးတဲ့ပြည်ကျွန်တော်ကတော့အဆင်ပြေတယ်ကိုယ့်ကိုလာစော်ကားရင်တော့လည်းကျွန်တော်မခံအဲ့ဒါအလောက်ပဲကိုကနေတီးတန်းကတော့ပါဝါပြချင်းစိတ်ကတော့ကျွန်တော်ဒီမှာရှိကိုရှိမနေဘူးကျွန်တော်ဒီနိုင်ငံကိုလာတဲ့ကျွန်တော်တို့ကိုပြောချင်တာဒီငါဒီနိုင်ငံရဲ့ rules တွေအကုန်လုံးအတိုင်းကိုငါအတတ်နိုင်ဆုံး လိုက်နာပြီးတော့မြန်တို့နိုင်ငံက mutual respect ပေါ့ဗျာတဘောကနင်းနှင်းငါ့ကိုလေးစားငါလည်းနင်းကိုလေးစားအဲခေါင်းစဉ်နဲ့ပဲကျွန်တော်လာတယ်မြန်တို့နိုင်ငံမှာအာရှိနေတဲ့အခွင့်ပေးထားတဲ့ဒီအခွင့်အရေးတွေအကုန်လုံးငါတလွဲအတုံးမချဘူးအဲငါဟိုအကုန်လုံးကိုစီးတဲ့ပေါင်ထဲကနေ respect နဲ့ကနေပါလေဆိုတဲ့ဟာလေးပဲကျွန်တော်ကပြချင်တာအဲ့လိုမျိုးလေးနေတဲ့အခါကျတော့ဘာဖြစ်လဲဆိုဘလိုပဲပြစ်ပြစ်ပေါ့ဝဲဝင်တဲ့ချိန်ထွက်တဲ့ချိန်တွေမှာကိုယ်တွေတောင်းတယ်ဟိုပြဿနာရှာမခံရအောင်ပေါ့ကျွန်တော်ဆိုကြိုက်တလောက်နေပြကြိုက်တလို့ထွက်ကြိုက်တလို့ဝင်ဘယ်သူမှကျွန်တော်ပြဿနာမရှာဘူးရ60တောင်မှပြောရလို့ရှိရင်ကျွန်တော်တို့ကကိုယ်တိုင်တော့ထုစရာမလိုဘူးပုံမှန်ကပြောလိုက်လို့ရှိရင်တို့တွေကနေပြီးတော့မှဒီရ60တုံးထုဖို့အတွက်ဒီဘာညာအကောင်အောင်စီစဉ်ပေးတယ် ပေါ့နော်အဓိကကဘာလဲဆိုရင်ကိုရှိနေချောင်းတော့သူတို့တော့ကြည်ရသေးတာပေါ့ကွယ်နိုင်ငံနိုင်ငံတွေနိုင်ငံခြားသားတယောက်ဝင်လာတယ်ဟလာရ90လောက်ကြာသွားပြီးတဲ့အချိန်ဒီမှာအဲ့ဒီလူကတေနေလားရှင်နေလားဟလာရေကန်ထဲမှာသွားပြီးတော့တေပြီးတော့အလောင်းမဲ့ပုံနေသလား ရှားမယ်လေဒါကလည်းတို့အလုပ်လေနော်တို့အနေနဲ့လည်းဒါကျွန်တော်တို့ရက်90လောက်ဆိုလို့ရှိရင်တော့ငါတို့တော့မျက်နှာလေးတစ်ချက်လာပြပါငါတို့ရှိသေးသေးတဲ့အသက်ရှင်နေသေးတဲ့ဆိုရယ်ဘယ်မှာနေနေသေးတဲ့ဆိုရယ်ဟာလေးတစ်ချက်တော့ငါတို့လာပြောပါဆိုရယ်ခေါင်းစဉ်လည်းဖြစ်ရင်ဖြစ်မှာပေါ့ကျွန်တော်လည်းနားလည်လုံးလို့တော့မဟုတ်ပါဒါပေမဲ့ရက်90ကျွန်တော်အဲ့ဒါလေးတော်တော်လုပ်ပေးရတယ်ဆိုတော့အဲ့ဒါပါပဲအဲ့ဒါနဲ့ပတ်သက်လို့ပဲတို့တွေကဟိုဟာဖြစ်နေတာအဲ့တော့အကြံပေးဆိုလို့ရှိရင်ကျွန်တော်ကတော့အသက်နိုင်ဆုံးကဘာလဲဆိုရင်ရပါတယ်လေဆိုပြီးတော့အလွယ်စဉ်းစားတာလေးတွေကိုတော့အသက်နိုင်ဆုံးလျှော့ပြီးတော့လုပ် ါတိုင်းနိုင်ငံနဲ့ပတ်သက်ရင်ပေါ့နော်အာမဟုတ်လေ14ရက်ပေးထားတာပဲတက်တန်းလို့လဲလို့ရှင်နောက်ထပ်14ရက်ရမှာပဲငါရက်30ရမှာပဲရက်30ပြီးတော့လို့ရှင်ငါထပ်တက်တန်းထုတ်နိုင်တယ်ဆိုငါဘာရမှာပဲဘာညာအဲ့လိုမျိုးတွေဟိုမြန်မာပြည်ကလူတွေကတော့ဒီမှာကတော့တိတ်ပြီးတော့အဲ့ဒီ visa free နဲ့ပြဿနာတက်စရာအကြောင်းတော့မရှိဘူးသူတို့ကာလကလည်းရှေ့မှမရှိဘူး 14ရက်ပေးတာလို့14ရက်တိုးတာလို့ပြီးလို့ရှိရင်တစ်ချိန်တစ်ချိန်တိုးပြီးရင်လည်းတော်တယ်လည်းအချိန်နဲ့အများကြီးပေးတိုးတာလည်းမဟုတ်တော့မြန်မာနိုင်ငံအနေနဲ့ကမြန်မာနိုင်ငံသားတွေအနေနဲ့ပေါ့နော်မြန်မာ passport တွေအနေနဲ့ကဒီမှာအဲ visa free နဲ့ဟို long term နေဖို့အတွက်ကအရန်လှုပ်ရှုပ်တယ် မရလို့ရှုပ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေကတော့မြန်မာပြည်ကလူတွေသိပြီးစဉ်းစားကြရမလို့ပါအဓိကအခုကဖြစ်နေတာကနိုင်ငံသားတွေဥရောပတို့ပါလာညာတွေပေါ့နော်သူတို့ရိမရဲ60ပေးထားတဲ့လူတွေပေါ့ရဲ60ပေးတဲ့အပြင်သူကရဲ30နောက်တဲ့ extension ပေးထားတဲ့ခါကျရဲ60ဖြစ်နေတာပေါ့60ဆိုရင်ကိုတော်တော်ကာလရှည်နေပြီဗျာ3လဖြစ်နေပြီအဲ့ဒါကိုထပ်ပြီးနောက်တစ်ချိန်သူတို့က visa free နဲ့နောက်တစ်ချိန်ထပ်ရဲ60လုံးလဲတဲ့ခါရဲ180လေးဖြစ်သွားတော့သူကရဲ180လောက်ခွင့်ပြုပြီးသွားနောက်တစ်ချိန်တော့ထပ်မဝင်နေတော့ပေါ့ကွယ်အဲ့အတွက်ကြောင့်မို့သူတို့က entry ကို deny လုပ်တာ เนาะဆိုတော့အဲ့ဒါလေးကိုလာပြီးတော့ရှင်းပြပေးတာမဟုတ်ဒီချို့တွေကစဉ်းစားပြီးဟဲ့နှစ်ချိန်ဝင်လာရှင်းနှစ်ချိန်ဝင်ပြီးနှစ်ချိန်နဲ့အထက်ဝင်နေဆိုလို့ရှိရင်ငါတို့ကိုပိတ်တယ်ဆိုတော့ငါတို့ကနောက်နောက်လာလဲလို့မရတော့ဘူးလားပါညာဆိုတဲ့ခေါင်းစဉ်တွေဖြစ်နေလို့မဟုတ်ပါဘူးနော်မဟုတ်လေအကြောက်လည်းမလွန်နဲ့အကြောက်လည်းမလွန်နဲ့ဘယ်အရာတိုင်းမှမဆိုကားလीသူတို့ရဲ့အကျိုးအကြောင်းကိုသိနိုင်အောင်စဉ်းစားပေါ့နော်ဒီမှာကအဲ့တလွဲအလွဲသုံးစားမှုတွေဖြစ်နေလို့သူကဗီဇာကိုလမ်းကြောင်းကိုမှန်စေချင်လို့သူတို့ကလည်းတတ်မှတ်တာမဝင်စေချင်လို့မဟုတ်ဘူး နေဝင်ဝင်တဲ့ဟာကိုအမှန်ကန်တဲ့ဗီဇာနဲ့ဝင်တဘောကနေရေးရှိနေမယ်ဆိုရင်ရေးရှိဗီဇာလေးတွေရှောက်ပြီးတော့ဝင်နေရေးတို့ကာလပဲနေမယ်ဆိုရင်လည်းဗီဇာ free နဲ့နေဗီဇာ free ဆိုတဲ့ခေါင်းစဉ်ကြီးနဲ့တော့နေရေးရှိကြီးနေမနေနဲ့ဆိုတဲ့ခေါင်းစဉ်เนาะအဲ့ဒါကလည်း passport တွေမှာပေါ်နေတာလीတုံးနေအကုန်လုံးထူထားတာဆိုတော့အဲ့ဒါကြောင့်မလို့ဘာလို့အဲ့ဒါလေးကိုလာပြီးတော့ ရှင်းပြပေးတာပါဒီဗီဒီယိုလေးကိုကျွန်တော်ကြားဖြတ်ပြီးတော့တင်လိုက်ပါမယ်။ဘာကြောင့်လဲဆိုတော့အခုလောစတဲ့နေရာလည်းများနေယူမှလည်းအဲ့ဒါတွေပဲပြောနေကြတာဆိုတော့လေကိုလည်းပုံနာလေးတော့ဝင်ပြီးပြောပြပေးတာပေါ့ကွယ်ကို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  channel ကြည့်နေတဲ့လူတွေနည်းနည်းပါးပါးခွာလုပ်လို့ရအောင်လို့မဟုတ်လို့ရှင်အလကားနေနဲ့ရှောက်စင်းစားနေကြမှာဆိုလို့နော်အဲ့တော့နောက်ပြတိကျလို့ရှင်စမွေဗီဒီယိုတွေဆက်ပြီးတော့တင်ပါမယ်ဆက်ကြည့်ပေးပါလို့ဗီဒီယိုကြည့်ပြီးတော့ကျေးဇူးများကြီးတင်ပါတယ်လို့ကျွန်တော်လည်းအခုလိုမျိုးပေါ့နော်တချို့အရာလေးတွေဖြစ်လာတဲ့ခါကျလို့ရှင်ကိုတီးတဲ့အရာလေးရရှိဆိုကျွန်တော်လာလာပြီးပြောပြပေးပါမယ်လို့အဲ့တော့ အသိကျင်နေဆိုကျွန်တော် channel ကို subscribe ထားပါဆိုကျွန်တော်တို့ရှာရှိပါတယ်လို့အပြင်းပြင်းနားထောင်ခြင်းနဲ့ချိန်တိုင်းလာနားထောင်ပြပါတယ်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုကြံတွေ့ပါဦးမယ်တဒါ